မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့စစ်အာဏာတည်မြဲရေးအတွက်အတည်ပြုမဲ့ရွေးကောက်ပွဲကိုမဖြစ်မြောက်အောင်တမျိုးသားလုံးရဲ့တာဝန်အဖြစ်စန့်ကျင်လှုပ်ဆောင်ရမယ်လို့ GNU ဥက္ကဋ္ဌဘဒုဆော့ကွဲထူဝင်းကပြောလိုက်ပြီးအဲ့ဒီစစ်အုပ်စုရဲ့ရွေးကောက်ပွဲကြောင့်ပဋိပက္ခနဲ့ပွတ်တိုက်မှုတွေပုံမှုကြီးထွားလာလိမ့်မယ်လို့လည်းသတိပေးပြောဆိုလိုက်ပါတယ်မန္တလေးတိုင်းတောင်သားမြို့နယ်မှာတရုတ်ပိုက်လိုင်းစောင့်တဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား၂ဦးကို ဝဲလောင်ဂျေးရွာနေမည်ရက်စကမ်မှုက PDF အထင်နဲ့သူတို့လူအချင်းချင်းပြစ်ခတ်ဖမ်းဆီးလိုက်ရမှာစစ်သားနှစ်ဦးစလုံးသေကုန်ကြပြီဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချမ်းဖတ်စစ်ကောင်စီတက်ရဲ့ဆက်အနာတည်မြဲရေးအတွက်အတိပြုမဲ့ရွေးကောက်ပွဲကိုမဖြစ်မြောက်အောင်တမျိုးသားလုံးရဲ့တာဝန်အဖြစ်စန့်ကျင်လှုပ်ဆောင်ရမယ်လို့ GNU ဥက္ကဋ္ဌဘုဒ္ဓဆော့ဖ်ဝဲထူးဝင်းကပြောလိုက်ပြီး အဲဒီဆဲဆွေရွေးကောက်ပွဲကြောင့်မြန်မာနိုင်ငံမှာပဋိပက္ခနဲ့ပွတ်တိုင်မှုတွေပုံမှုကြီးထွားလာနိုင်မယ်လို့လည်းတတိပေးပြောဆိုလိုက်ပါတယ်။ဒါကိုတော့ဒီကနေ့ဩဂုတ်လ12ရက်နေ့မှာကြာရောက်တဲ့85နှစ်မြောက်ကရင်အာဇာနီနေ့အခမ်းအနားထိမ့်မတ်မိကွန်းမှာကန်ယူဥက္ကဋ္ဌဘဒုဆော့ကွယ်ထူးဝင်းကပြောလိုက်တာပါ။အဓိကကတော့မြန်မာနိုင်ငံမှာ1962ခုနှစ်ကစပြီးဆန္ဒရှင်အုပ်စုကနိုင်ငံတော်ရဲ့အာဏာကိုပုံစံအမျိုးမျိုးနဲ့သိမ်းယူအုပ်ချုပ်ခဲ့ကြပြီး ်ပြည်သူလူထုကလည်းအဲ့ဒီစစ်အာဏာရှင်အဆက်ဆက်ကိုစန့်ကျင်ခဲ့ကြသလိုအခု2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာလည်းစစ်တပ်ကအာဏာထပ်သိမ်းလိုက်တဲ့အခါမှာတိုင်းရင်းသားပေါင်းစုံနဲ့လူငယ်တွေအပါအဝင်ပြည်သူလူထုကနိုင်ငံရေးစစ်ရေးတန်တမန်ရေးနဲ့အာဏာသိမ်းမှုကိုဆက်လက်စန့်ကျင်ခဲ့ကြတယ်ဆိုပါတယ်အဲ့ဒီစန့်ကျင်မှုဟာဒီတစ်ခေါက်မှာအရှိန်ပိုမိုပြင်းထန်ပြီးကြီးမားတဲ့အတွက်စစ်အာဏာရှင်အုပ်စုဟာသူတို့လုံချင်တဲ့နိုင်ငံရဲ့အာဏာကိုအတ္တမလူယူထားရပြီမဲ့လက်ရှိအချိန်ထိအောင်မြင်မှုမရပဲရှုံးနိမ့်နေတာတော့ တို့ရဲ့လုပ်ရက်တွေကိုလက်မလျှော့သေးပဲနိုင်ငံရဲ့အခက်ခဲကိုနီးမှန်လမ်းမှန်နဲ့အပြည့်ရှာဖို့သဘောထားမရှိတာကိုတွေ့ရတယ်လို့ KNU ဥက္ကဋ္ဌဘဒု software tool ကပြောပါတယ်ဖက်ကလီတိုကစ်စ်တနီလာဖေဗူရီဝီအလော်ကီဘတ်တာထော်ဒါလက်ချီကောဒေါ်ဘေကလီဒူတီဘူကောပူသူဆာသဘောတပါလေတီရူကောသဲအကလဲသူဝကလဲမော်သောမော်လာအကလဲတပါနေလောဒါထော်ဒါတပါအသဆောဆူတော်ဝဲဒီဒါဒလက်စကရူဘီ ကကကကဝတဝတပါတနေပါနေလားဥဖလာဝဒလက်စုမဆိုးလို့ဤအဆုကကတူဝဲတာပါစားသူမဆိုးလို့တတိဆရာတာပါတူတော့တာပါသားလေကလပ်ပါလို့ ठी ကောရတာကြီးကောတဖလေကလပ်ဘဘလို့ဘဒါဘာဖီဂူရတာဆုတကမောကိုကိုကလပေါ်သက်ဆလဟောကဘုံ ठी ကောဖာမဲရောက်ကတော်ဆုကတော်ဝဲစစ်တာပူတာပါလက်ရှိမှာလဲသူတို့စစ်ကောင်စီတပ်ကပဲအာဏာကိုဆက်လက်လူယူထားဖို့အတွက်ဤမျိုးစုံနဲ့လှုပ်ဆောင်နေရမှာ အခုနောက်ဆုံးသူတို့ကိုယ်တိုင်2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်ပြီးအာဏာသိမ်းမှုကိုကျူးလွန်ပြီးမှအခုတခါအဲ့ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပဲအတူရောင်ရွေးကောက်ပွဲကိုပြန်လုပ်ပြီးအဆုံးမရှိတဲ့သူတို့ရဲ့စစ်အာဏာတည်မြဲရေးကိုအတင်းအကျပ်လှုပ်ဆောင်နေပြန်တဲ့အတွက်အဲ့ဒီရွေးကောက်ပွဲမဖြစ်မြောက်ရေးဟာတမျိုးသားလုံးရဲ့တာဝန်အဖြစ်စန့်ကျင်လှုပ်ဆောင်ရမယ်လို့ GNU ဥက္ကဋ္ဌဘုဒ္ဓဆော့ကွယ်ထူးဝင်းကပြောထားပါတယ်။ဒါအပြင်ဆော့ဆူရဲ့အတူရောင်ရွေးကောက်ပွဲကြောင့်ပဲ မြန်မာနိုင်ငံအတွက်ပုတ်တိုင်မှုတွေနဲ့ပဋိပက္ခတွေတာပုံမကြီးထွက်လာမယ်အပြင်ဒါကိုတိတိနဲ့စစ်အုပ်စုကတမင်တကာလှုပ်ဆောင်နေတာဖြစ်ပြီး GNU အနေနဲ့ကတော့မြန်မာနိုင်ငံမှာဆက်အနာရှင်စနစ်ပပျောက်ရင်းနဲ့ Federal Democracy နိုင်ငံဖြစ်အောင်သက်ဆိုင်ရာတော်လှန်ရေးအဖွဲ့တွေနဲ့အတူတကပူးပေါင်းပြီးနီလန်ဘောင်းဆောင်နဲ့လှုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း GNU ဥက္ကဋ္ဌဘဒု software တွင်းကအသိပေးကြေညာသွားပါတယ်ခင်ဗျာတစ်ဖက်မှာတော့ မန္တလေးတိုင်းတောင်သားမြို့နယ်မှာတရုတ်ပိုက်လိုင်းစောင့်တဲ့အချမ်းဖက်စစ်ကောင်စီတပ်သားနှစ်ဦးကိုဝဲလောင်ဂျေးဝါနယ်မြေရက်စကန်မှုက PDF အထင်နဲ့သူတို့လူအချင်းချင်းပြစ်ခတ်ဖမ်းဆီးလိုက်ရမှာစစ်သားနှစ်ဦးစလုံးသေကုန်ကြပြီလို့တောင်သားမြို့နယ်ပကပားရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့ဩဂုတ်လ17ရက်နေ့ဖြစ်တဲ့မနေ့ကမနက်ပိုင်းမှာပဲတောင်သားမြို့နယ်အေးရွာအနောက်ဘက်မှာရှိတဲ့တရုတ် gas pipe line ဆောင်စစ်ကောင်စီတပ်သားနှစ်ဦးက ဝဲလောင်ကျေးရွာမှာရှိတဲ့ရွှေမန္တလေးလပိရီဆိုင်ကိုအရက်ဝတ်နဲ့ပဲလက်နက်တွေနဲ့အတူရောက်လာပြီးလပိရီလာထိုင်တောက်နေကြတယ်ဆိုပါတယ်အဲ့ဒီအချိန်မှာပဲ စစ်တပ်သတင်းပေးကဝဲလောင်ကျေးရွာနယ်မြေရဲစခန်းကိုလှမ်းပြီးတော့ PDF တွေလပိတ်ရေလာတောက်နေတယ်ဆိုပြီးသတင်းပေးလိုက်တဲ့အတွက်ဝဲလောင်နယ်မြေရဲစခန်းမှုယာစာမင်းဦးဆောင်တဲ့အဖွဲ့ကရောက်လာပြီးတော့အဲ့ဒီစစ်သား၂ဦးကို PDF အထင်နဲ့သူတို့လူအချင်းချင်းဝင်ရောက်ပစ်ခတ်ဖမ်းဆီးရမှာစစ်သား၂ဦးစလုံးတေကုန်ကြတယ်လို့တောင်သာမြို့နယ်ပကပားရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ် အဲ့ဒီနောက်တရုတ် gas pipeline စောင့်နေစစ်ကောင်စီတပ်သားတွေရောက်လာပြီးသူတို့စစ်သားမတားအလောင်းနှလောင်းကိုတည်သွားပြီးတော့သူတို့ဘာသာပဲမြေမြုပ်လိုက်ကြသလိုအဲ့ဒီလိုသူတို့အချင်းချင်းပြန်လဲပြစ်ခတ်တပ်ဖြတ်မှုကြောင့်စစ်တပ်အရာရှိတွေနဲ့အဲ့ဒီဝဲလောင်စခန်းမှုယာစာမင်းတို့အကြားပြဿနာတွေဖြစ်ပွားနေသလိုပြစ်ခတ်တပ်ဖြတ်ခံရတဲ့တဲ့င်းကိုလည်းဖုံးကွယ်ထားကြတယ်လို့သိရပါတယ်ခင်ဗျတဖက်မှာတော့ ကချင်ပြည်နယ်ကဗမော်မြို့ဘက်ကိုစံတက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့စစ်သင်းမောအုပ်စုကနေစစ်တပ်ဘက်ကဒူရဲအုပ်သူရအောင်ဆိုသူနဲ့စစ်မှုထမ်းတပ်သားတင်2ဦးထွက်ပြေးလွတ်မြောက်လာပြီးတော်လန်ရေးတပ်တွေကစစ်ဥပဒေနဲ့အညီထိမ့်သိမ်းထားပါတယ်လို့အမျိုးသားညီညွတ်အစိုးရ MG ကာကွယ်ရေးဝန်ကြီးဌာနကနေသတင်းထုတ်ပြန်ထားပါတယ်။ဒါကတော့မန္တလေးမြို့ဂေါ်ဝင်းစိတ်ကန်းကနေ ARD မြေကြောင်းအတိုင်းစံတက်လာပြီးကချင်ပြည်နယ်ဗမော်မြို့ကိုဥတီလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့စစ်သင်းမောအုပ်စုကို ဒေါ်လန်ရေးပူပေါင်းတပ်တွေကမြစ်ကြောင်းတလျှောက်ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်တဲ့အချိန်စစ်တင်းဘောပေါ်မှာပါလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြာရှုပ်ထွေးမှုတွေဖြစ်နေတဲ့အချိန်မှာပဲဒင်းဘောပေါ်မှာပါလာတဲ့ဒူရဲအုပ်သူရအောင်စစ်မှုရန်တပ်သားတွေဟန်ဝဲအောင်နဲ့ပိုင်ထက်အောင်ဆိုသူတို့တုံးဦးစလုံးဟာဒင်းဘောပေါ်ကနေခုံချပြီးထွက်ပြေးလွတ်မြောက်လာကြတယ်ဆိုပါတယ်။အဲ့ဒီနောက်အမျိုးသားညအစိုးရအန်ဂျီကာဝေးဝန်ကြီးဌာနရဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်ကနေအဲ့ဒီထွက်ပြေးလာတဲ့စစ်တပ်ဘက်က သူရဲ့အုပ်သူရအောင်စစ်မှုရန်တတသက်ဟန်ဝင်းအောင်နဲ့ပိုင်ထက်အောင်သူတို့သုံးဦးစလုံးကိုစစ်ဥပဒေနဲ့အညီထိမ့်သိမ်းထားပါတယ်လို့ UNG ကာကွယ်ဝန်ကြီးဌာနကနေသတင်းထုတ်ပြန်ထားပါတယ်။လက်ရှိအဲ့ဒီကျမ်းပတ်စစ်ကောင်စီရဲ့စစ်တမ်းပေါ်ပေါ်မှာစစ်တပ်ကအနိုင်ကျင့်ဖိနှိပ်မှုတွေကြောင့်ဒီမိုပေါ်မှာပါလာတဲ့စစ်သားတွေနဲ့အတင်းအဓမ္မလူသစ်စုဆောင်းခံရတဲ့စစ်မှုရန်တတသက်တွေချမှာ စိတ်သက်ကြဆင်းမှုတွေဖြစ်ပေါ်နေပြီးထွက်ပြေးလွတ်မြောက်ဖို့သာကြံစည်နေကြတဲ့အခြေအနေတွေဖြစ်နေတယ်လို့လည်းစစ်သင်္ဘောဘော်ကနေလွတ်မြောက်လာတဲ့သုံးဦးစလုံးကဝန်ခံထွက်ဆိုထားကြတယ်လို့လည်းသိရပါတယ်ခင်ဗျာတဖက်မှာတော့ဒင်းသားကြီးမြို့နယ်တမုတ်ချုံကျေးရွာအနီးတဆွဲထားတဲ့အချက်ဖတ်စစ်ကောင်စီတပ်ကိုဒေါ်လာရေးပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်မှုအတွေ့စစ်ကောင်စီတပ်သား၄ဦးကတော့အသေးသေးတိတ်ကုန်ကြပြန်ပြီလို့ဘိတ်ခရိုင် PD ရဲ့တရင်နှင့်ရဲ့တာဝန်ရှိသူတို့ကရှင်းကုန်ခစ်တဲ့ကိုပြောပါတယ် ဒါကတော့လက်ရှိတိုင်းသာတိုင်းမှာတော်လိုင်းရင်တွေထိမ့်ချုပ်ထားတဲ့နေမြေတွေကိုစစ်ကောင်စီတပ်ကပြန်လည်ထိမ့်ချုပ်ခြင်းနဲ့အတွက်စစ်ကြောင်းထိုးတာတွေလုပ်နေရမှာတော်လိုင်းရင်တွေနဲ့တိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေတဲ့အချိန်တစ်ဖက်မှာလည်းအော်ဂူလာဆယ်ရက်နေ့ကပဲတိုင်းသာကြီးမြို့နယ်တမုတ်ချုံကျေးရွာအနီးတဆွဲထားတဲ့အကြပ်ဖက်စစ်ကောင်စီတပ်ကိုပါတော်လည်းပူပေါင်းတက်တွေကဝင်ရောက်တက်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတက်ခတ်မှုအတွင်းစစ်ကောင်စီတပ်သား၄ဦးကတော့အ တီတီတိတ်ကုန်ကြတဲ့အပြင်နောက်ထပ်၁၀ဦးထက်မနည်းကဒဏ်ရာတွေရထားကြတယ်လို့ဘိတ်ခိုင်ပီဒီရဲ့တရင်နှစ်ရဲ့တာဝန်ရှိသူတို့ကပြောထားသလိုလက်ရှိမှာလည်းဇူလိုင်လလကုန်ပိုင်းကစပြီးလေတောင်ရာနဲ့တမုတ်ချုံကျေးရွာအနီးစေကောင်းစီတပ်သားတွေကခြေကုပ်ယူထားကြတာကြောင့်ဒေါ်လန်ရဲ့တပ်တွေနဲ့တိုက်ပွဲတွေနေ့စဉ်လိုလိုဖြစ်ပွားနေကြတယ်လို့သိရပါတယ်ခင်ဗျာတဖက်မှာတော့ ရခိုင်ပြည်နယ်မောင်တော်မြို့နယ်ကချရာတန်းကျေးရွာနေအသက်55နှစ်အရွယ်အမျိုးသားတအုပ်ကိုမွတ်စလင်လက်နက်ကိုင်အာဆာအဖွဲ့ကပြစ်ခတ်တပ်ဖြတ်သွားတယ်လို့မောင်တော်ဒေတာဂန်တွေကပြောပါလေဒါကတော့အော်ဂလာဆယ်ရနေ့ကပဲအဲ့ဒီမောင်တော်မြို့နယ်ချရာတန်းကျေးရွာကအသက်55နှစ်အရွယ်ဦးမဲထွန်းလဆိုသူနဲ့ကိုလမောင်သိန်းဆိုသူတို့နှစ်ဦးဟာကျေးရွာအနောက်ဘက်မှာရှိတဲ့ချောင်းငယ်တစ်ခုအတွင်းငါးရှာထွက်ခဲ့တယ်ဆိုပါတယ်အဲ့ဒီအချိန် မု슬င်လက်နက်ကိုင်အာစာအဖွဲ့ဝင်၁၀ဦးလောက်ဟာလက်နက်တွေနဲ့ရောက်လာပြီးငါရှာနေတဲ့ဦးမဲထွန်းလာတို့နှစ်ဦးကိုလှမ်းခေါ်တဲ့အခါမှာတော့ဦးမဲထွန်းလာနဲ့ကိုလက်မောင်သိန်းတို့ဟာထွက်ပြေးခဲ့ကြတဲ့အချိန်အာစာအဖွဲ့ဝင်တွေကတနက်နဲ့လှမ်းပစ်မှုကြောင့်ဦးမဲထွန်းလာမှာကြီထိမှန်တိဆုံးခဲ့ရပြီးကိုလက်မောင်သိန်းကတော့လွတ်မြောက်ခဲ့တယ်လို့မောင်တော်ဒေသခံတွေကပြောထားကြပါတယ်အဲ့ဒီမု슬င်လက်နက်ကိုင်အာစာအဖွဲ့ဟာဘုဒ္ဓတော်မောင်တော်ဒေသတွေမှာလှုပ်ရှားမှုပိုလှုပ်လာပြီး ဒေသခံပြည်သူတွေကိုဖမ်းဆီးတာတွေနဲ့တပ်ဖြတ်တာတွေလုပ်လာတဲ့အတွက်ဒေသခံပြည်သူတွေဟာတနယ်နဲ့တနယ်ဈေးထွက်ဝယ်ဖို့တောင်းစိုးရိမ်နေရတဲ့အခြေအနေဖြစ်နေတယ်လို့လည်းမောင်တော်ဒေသခံတအုပ်ကပြောပါတယ်။မကြသေးမီကလည်းအဲဒီအာဆာလန်နကိုင်အဖွဲ့ဟာဘင်္ဂလားဒေ့ရှ်ကော့ဘဇာခရိုင်မှာရှိတဲ့ဒုက္ခသည်စခန်းတွေမှာမွတ်စလင်လက်နက်ကိုင်တွေကိုလူသစ်စုဆောင်းတာတွေလုပ်ပြီ မြန်မာနိုင်ငံကစစ်တပ်တောင်မနိုင်တဲ့အာရခတပ်တော် AA ကိုတိုက်ခိုက်မယ်ဆိုပြီးတော့ပါကြွေးကြော်ထားကြသေးတယ်လို့ဒေသခံတရင်ရှင်မြစ်ကပြောထားပါသေးတယ်ခင်ဗျတစ်ဖက်မှာတော့မန္တလေးတိုင်းမတရားမြို့နယ်တောင်သားမြို့နယ်နဲ့စကိုင်းတိုင်းဝက်လက်မြို့နယ်တွေကအရသာပြည်တွင်နေထိုင်ရာကြေးရွာတွေကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းကရောလက်နက်ကြီးနဲ့ရောဘုံကျဲပစ်ခတ်တိုက်ခိုက်တာတွေလုပ်နေတဲ့အတွက်ကျေးရွာနေပြည်သူအမြောက်များစစ်ပေးရှောင်နေကြရတယ်လို့ဒေသခံပြည်သူတွေနဲ့တရင်ရင့်မြစ်တွေကရန်ကုန်ခေတ္တကိုပြောပါတယ် မတရားမြို့နယ်မှာဆိုရင်ဒီကနေ့ဩဂုတ်လ12ရက်နေ့မနက်ပိုင်းမှာပဲမတရားရှိချမ်းမှာရှိတဲ့ရတပြည်သူတွေနေထိုင်ရာခြေွာတွေကိုစစ်ကောင်စီတပ်ကဝိုင်းတွဲလေနဲ့လာပြီး14ကြိမ်ထက်မနည်းဘုံတွေကျချတိုက်ခိုက်သွားတယ်ဆိုပါတယ်တပ်ပတ်ကလည်းမတရားမြို့ပေါ်မှာတဆွဲထားတဲ့စစ်ကောင်စီတပ်ကဝက်လက်မြို့နယ်အဆက်မှာရှိတဲ့မင်းဝန်တောင်ရုပ်တလျှောက်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်ဆိုပါတယ်အလားတူတောင်သာနဲ့မလိုင်မြို့နယ်အဆက်ကိုလည်းအကြမ်းဖက်စစ်ကောင်စီတပ်ကစက်တက် လေဒီနဲ့လာပြီးဘုံကျဲတိုက်ခိုက်တာတွေလုပ်သွားတယ်လို့ လက်ရှိမှာတော့အဲ့ဒီလိုစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်တိုက်ခိုက်ခံရတဲ့နေမြေတွေကခြေဝန်းနေပြည်သူအများများဟာဘေးလွတ်ရာကိုစစ်ပေးရှောင်နေကြရတယ်လို့ဒေသခံပြည်သူတွေနဲ့သတင်းရင်းမြစ်တွေကပြောထားကြပါတယ်ခင်ဗျအခုတစ်ခါဆက်ချင်တာကတော့ထိုင်းနိုင်ငံကယူထိုင်းတန်နီခရိုင်မှာတရားမဝင်ရောက်လာတဲ့မြန်မာ55ဦးကိုထိုင်းအာဏာပိုင်တွေကဖမ်းဆီးရမိထားတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားကြပါတယ်ဒါကတော့ ်ဩဂုတ်လ17ရက်နေ့ဖြစ်တဲ့မနေ့ကပဲထိုင်းနိုင်ငံကယူထိုင်းတန်နီခရိုင်အတွင်းတောထဲမှာရင်နှားထားတဲ့ကားသုံးစီးကိုထိုင်းအင်နာပိုင်တွေကပွားရောက်စစ်ဆေးခဲ့တယ်ဆိုပါတယ်အဲ့ဒီအချိန်ကားထဲမှာရှိနေတဲ့မြန်မာနိုင်ငံသားတွေနဲ့ကားအနီးတစ်ဝိုက်မှာရှိနေတဲ့မြန်မာနိုင်ငံသားစုစုပေါင်း55ဦးကိုထိုင်းအင်နာပိုင်တွေကဖမ်းဆီးရမိခဲ့ပြီးအဲ့ဒီမြန်မာနိုင်ငံသား55ဦးစလုံးဟာတရားမဝင်ဝင်ရောက်လာတဲ့သူတွေဖြစ်တယ်လို့လည်းထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်အဲ့ဒီလိုဖမ်းဆီးရမိထားတဲ့တရားမဝင်ဝင်ရောက်လာသူမြန်မာနိုင်ငံသား55ဦးထဲမှာ အမျိုးသား36ဦးနဲ့အမျိုးသမီး19ဦးပါဝင်ပြီးသူတို့ဟာထိုင်းနိုင်ငံဘန်ကောက်မြို့မှာအလုပ်လုပ်ဖို့အတွက်မဲဆောက်မြို့ကနေတဆင့်တရားမဝင်လမ်းကြောင်းနဲ့ဝင်ရောက်လာကြတာဖြစ်တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပြီးလက်ရှိမှာတော့ထိုင်းအာဏာပိုင်တွေကဆက်လက်စစ်ဆေးမှုတွေလှုပ်ဆောင်နေကြတယ်လို့လည်းဖော်ပြထားပါသေးတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ